ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ UFC ကအသစ်ထုတ်ပြန်လိုက်တဲ့ ranking ရည်တည်မှုမှာကျွန်တော်ရဲ့ရှင်းဖိုင်တာလေး Joshua Ban ကအဆင့်30အထိတက်လိုက်ရောက်ရှိသွားခဲ့ဖြစ်ပါတယ်ဟုတ်ကဲ့ Joshua Ban ကအခု rival နဲ့ပွဲထိုးရဖို့ရှိနေတယ်ပေါ့လေ rival နဲ့ပွဲမထိုးခင်ထုတ်ပြန်လိုက်တဲ့အဆင့်သတ်မှတ်ချက်မှာအဆင့်1က30အတွင်းကိုသူဝင်ရောက်သွားခဲ့တာဖြစ်တယ်ဒီတော့ ranking 1မှာရည်တည်နေတဲ့ rival နဲ့ ranking 10မှာရည်တည်နေတဲ့ Joshua Ban တို့ရဲ့ပွဲဖြစ်လာမှာပေါ့လေဒီတော့ ဇွန်လ28ရက်ဒါအမေရိကန်စံတော်ချိန်ပေါ့လေမြန်မာစံတော်ချိန်ရဆိုရင်တော့ဇွန်လ29မနက်ပိုင်းပေါ့အဲ့တော့အဲ့ဒီပွဲမှာဒါဂျိုရှွာဘန်အနေနဲ့နိုင်ပွဲရအောင်နိုင်ခဲ့မယ်ဆိုရင်တော့ ranking ရဲ့တင်မှုကဒါထက်ပိုပြီးတော့မြင့်တက်သွားပါလိမ့်မယ်ပြီးတော့ထိုးချေကျိုးခံစားခွင့်အခုတော့ ranking 1 to 10ထဲကိုဝင်ရောက်လာဖြစ်တဲ့အတွက်ထိုးချေကျိုးခံစားခွင့်မြင့်တက်လာပါပြီအဲအခြားတစ်ဖက်မှာတော့ rival ကိုသာနိုင်လိုက်ရင်ထိုးချေအကျိုးခံစားခွင့်ကထိတ်တန့်အဆင့်အဲ့ဒီပါလောက်စီကိုရောက်သွားလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ခင်ဗျာ ရိုက်ဘောကလည်းသူ့အနေနဲ့မန်နကစ်နဲ့တွေ့ရမယ်ပွဲပေါ့လေမန်နကစ်နဲ့တွေ့ရပွဲကိုစီစဉ်ထားရမှာပွဲပြတ်ပြီးတော့အဲ့ဒီအောင် short notice နဲ့ချိုရှော့ပန်ဝင်လာတယ်ပေါ့အဲသူကလည်းဘန်ကိုသူလေးစားတယ်ပြီးတော့ဘန်ဟာဖိုင်တာကောင်းတယောက်ဖြစ်တယ်ဒီပွဲက ရှေ့မှာပွဲတည်ပေးထားတဲ့မန်နကစ်နဲ့ပွဲထက်တောင်မှပို့ပြီးတော့ကြည့်ကောင်းတဲ့ပွဲ ဖြစ်လာလိမ့်မယ်ဆိုပြီးတော့သူကပြောထားသေးတယ်ခင်ဗျဒီတော့ကျွန်တော်တို့ဒီ rival ပြောထားသလို့ ျွှာပန်နဲ့ပွဲကတကယ်ပွဲကောင်းဖြစ်လာမလားဆိုတာကိုစိတ်ဝင်စားနေစောင့်ကြည့်ကြရပါတော့မယ်ဒီနေရာမှာကျွန်တော်တို့ဂျွှာပန်ဘက်ကအားနေကြလို့ပြောမှာကတော့ပွဲကတော့ဆက်တိုက်ဖြစ်နေတာပေါ့လေရှေ့မှာထိုးပြီးတော့အခုပွဲကို short notice နဲ့တည်လာရတဲ့ရှေ့မှာဆိုလက်ကျင်ပစ်စင်ကျင်က16ရက်ရလောက်ပဲကျန်တော့တယ်ကိုယ့်လက်ထဲမှာ16ရက်နဲ့ဒီပွဲကိုထိုးပြင်ဆင်ရမှာဆိုတော့ဂျွှာပန်အတွက်အဲ့ဒါ PR တခုဖြစ်လိမ့်မယ်သူကတော့သူ့အနေနဲ့ရှေ့ပွဲမှာတိုင်ရမရခဲ့ဘူးအဲ့တော့ training ကိုအကောင်းဆုံးပြင်ဆင်ပြီးဒီပွဲကိုအကောင်းဆုံးထိုးနိုင်လိမ့်မယ်လို့ လက်ခံကြီးရဲ့အတွက်သူပွဲလက်ခံလိုက်တာဆိုပြီးတော့ပြောထားတယ်ခင်ဗျာပြီးတော့ဂျိုရှုအဘန်အနေနဲ့ကြည့်မယ်ဆိုရင်လည်းဒီပွဲကလက်ခံသင့်တဲ့ပွဲမျိုးဘာကြောင့်လဲဆို ranking 1 fighter တောင်နဲ့ထိုးဆိုတာတောင်းတောင်းနဲ့အခွင့်အရေးရအောင်မလုပ်လीဒါက do or die ပေါ့ကိုယ်တည်းလဲကောင်းရင်လည်းကောင်းဖြစ်သွားမယ်ဟိုမကောင်းဘူးဆိုရင်တော့ပြဒုံရင်းမယ်ဘာလို့ဒုံရင်းလဲဆိုတော့သူ short notice နဲ့ဝင်ပြီးတော့မပြင်ဆင်မဲ့ထိုးရတာ哦ဒီတော့ကိုယ့်ဘက်က rematch ပြန်ပြီးစင်ခေါ်ခွင့်တရရမှာပြန်ရလာရင်ပွဲကောင်းပြန် တယ်လို့ရတယ်ပေါ့လေအဲ့လိုနေထားတော့ရှိတယ်ပေါ့ rival ဟာ Joshua Ban အရန်ထိုးကျင်နေပါတယ်လို့ပြောတဲ့ ranking 2ညမှာရက်တည်နေတဲ့မွေနုံနဲ့ထိုးဘူးတယ်သူနှစ်ယောက်နှစ်ပွဲထိုးဘူးတယ်မွေနုံနဲ့ rival နဲ့အဲ့နှစ်ပွဲမှာမွေနုံတစ်ပွဲနိုင်တယ် rival တစ်ပွဲနိုင်တယ် Joshua Ban အနေနဲ့ဒီဘက်မှာသတိထားမယ့်ဥစ္စာကတော့အရက်ကွာချက်ပေါ့လေအရက်အပြင်ဆိုရင် rival ကငါပေ6လက်မလောက်ရှိတော့အဲ Joshua Ban ထက်4လက်မလောက်ပို့ပြီးတော့မြင့်နေတယ်ခင်ဗျဘာပြောအခုအချိန်မှာ ပွဲမတိုင်ခင်ကိုအတွက်စိတ်သက်မြင့်တက်စရာလို့ပြောမှာတော့ ranking 10ထဲကိုဝင်ရောက်ရပ်တည်လာနေတာဖြစ်တယ်ပြီးတော့ rival ကိုနားလည်မယ်ဆိုရင်အခုထက်ပိုပြီးတော့အဆင့်မြင့်တဲ့ ranking ရပ်တည်မှုရပြီးတော့ထိုးကြည့်လဲပိုပြီးရလာမယ်ဆိုတာကတော့ Joshua Ban အတွက်အားတက်စရာပဲအဲ့တော့ Joshua Ban နေနဲ့ဇွန်လ28ရက်ဒါအမေရိကန်စံတော်ချိန်ရပေါ့လေမြန်မာစံတော်ချိန်ရဇွန်လ29ရက်နေ့မနက်မှာနိုင်ပွဲနဲ့အတူမြန်တပန်းလှလာပွဲထွက်ပြီး 2025ခုနှစ်မှာထိုးတဲ့ပွဲအားလုံးအနိုင်ရတယ်ဆိုတဲ့မှတ်တမ်းခေါင်းကိုဆက်လက်ထိန်းသိမ်းနိုင်ပါစေလို့ဒီနေ့အားနေ့ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ